President Trump has been very clear and consistent. He's prepared to use every element of American power to stop drugs from flooding into our country and to bring those responsible uh, to justice. Powerful strike against one of the most powerful drug cartels in the world. လူပေါင်း9000ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ Fentanyl, Methadone, Cocaine နဲ့လက်နက်တွေစုစုပေါင်းဒေါ်လာတန်း200ကျော်သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီစစ်စင်ရေးဟာချီကာဂိုကနေအမေရိကန်မျိုးကြီး22မျိုးအထိကျယ်ပြန့်ခဲ့ပြီးခေတ်သစ်သမိုင်းမှာ Sinaloa နဲ့ CJNG ဂိုင်းတွေကို Federal ကအကြီးဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်အကြီးမားဆုံးတုံလုံးစီရကမူရီစီဝါတွေမဟုတ်ပါဘူး။ဖန်းစည်းခံရတဲ့သူတွေဖြစ်ပါတယ်။ဂိုင်းသားတွေတမကပဲရဲအရာရှိတွေ၊နေဆက်စစ်ဆေးမှုတွေနဲ့ Federal အရာရှိတွေပါဝင်နေတာပါ။အမေရိကကိုကာကွယ်ဖို့ကြိမ်းဆိုထားတဲ့သူတွေက အမေရိကကိုဖျက်ဆီးရမှာလေကူညီနေခဲ့ပါတယ်။ နနက်၄နာရီမှာမြို့သူမြို့သားတွေအိပ်ပျော်နေတော့စီတန်လှဲ့တဲ့တဲ့ရင်းနှန်းတွေ ထွက်ခွာလာကြပါရီသူတို့ကချီကာဂိုနဲ့တခြားမြို့ကြီး၂၁မြို့ကိုတွားခဲ့ကြတာပါ DEA FBI နဲ့ပြည်တွင်းလုံခြုံရေးအေဂျင်စီထားမောင်းများစွာကိုတပ်ဖြန့်ခဲ့ပြီးလှိုင်းလုံးကြီးလို့ခေါ်တဲ့ပူပေါင်းစစ်စင်ကြီးကိုတပြိုင်နက်စတင်ခဲ့ပါရီဒီတိုက်ခိုက်မှုကစီနာလိုအာနဲ့ CJNG ဂိုင်းတွေကိုပြစ်မှတ်ထားတာပါလာအနိုင်ငယ်အတွင်းမှာပဲတန်တရားရှိသူ၅၀၀၀ကျော်ဖမ်းမိခဲ့ပါရီမိုးရေးစေဝါတခွဲကန်းတွေပိတ်ပစ်ခဲ့ရပြီး ငွေကြေးလျှို့ဝှက်ထားတဲ့နေရာတွေ၊ကုန်လောင်ယုံတွေနဲ့ကုတ်ထည့်သွင်းထားတဲ့ငွေကြေးဗဟုထားနာတွေပါတင်စီခဲ့ရပါတယ်။အမေရိကန်ရဲ့ပို့ဆောင်ရေးဗဟုချက်ဖြစ်တဲ့ချီကာဂိုဟာ Fentanyl နဲ့ Methamphetamine တွေရဲ့ဗဟုသွေးကြော်လို့ဖြစ်နေခဲ့တာပါ။ငွေစေးအလုံးချီကာဂိုကနေဖြတ်ဝင်ပြီးတူလောင်ကတနိုင်ငံလုံးကိုပေးပို့ပါတယ်။ပြီးတော့ရတဲ့ငွေတွေကလည်းဒီလမ်းကြောင်းအတိုင်းပြောင်းဝင်လာကြတာပါ။ဖန်ဆီးမှုတွေများလာတော့ထိတ်လန့်စရာတစ်ခုတွေ့ရပါတယ်။လက်ထိတ်ခတ်ခံထားတဲ့သူတို့ချို့ဟာတရားဥပဒေအရာရှိတွေဖြစ်နေတာပါ။သူတို့ကရှေ့နေတွေ နေဆက်စစ်ဆေးမှုတွေနဲ့ပြည်ထောင်စုအေဂျင့်တွေဖြစ်ပါတယ်။သူတို့ရဲ့ယာတုတစိုက်တွေကိုရောင်းစားခဲ့ကြတာပါ။စစ်ပွဲကအပြင်းမာတယ်မဟုတ်တော့ပါဘူး။ချိန်ချောက်မှုကအတွင်းထဲမှာဖြစ်နေပါပြီ။ကာဝယ်ပေးမဲ့သူတွေကရန်သူနဲ့ပူးပေါင်းတဲ့အခါပြည်သူလူထုဟာအန္တရာယ်ရှိနေပါပြီ။စီနာလူအားနဲ့ CJNG ဟာလမ်းမေးဂိုင်းတွေလိုမဟုတ်တော့ပါဘူး။သူတို့ဟာပပောင်းဆောင်ပါဝင်တဲ့နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေလိုလဲပတ်နေတာပါသူတို့မှာကုံထုတ်လုပ်မှုလမ်းကြောင်းစည်ရင်းကင်ဓာတုဗေဒပညာရှင်ထောက်ပံ့ပို့ဆောင်ရေးမန်နေဂျာနဲ့လက်နက်ကင်လုံခြုံရေးတွေပါရှိနေပါသေးတယ် သူတို့ရဲ့ပစ္စည်းကစက်မှုလုပ်ငန်းအဆင့်မီအစိတ်ဖြစ်ပြီးချီကာဂိုကဗဟိုချက်ဖြစ်ပါရီမီယထာလန်အဝေးပြေးလန်နဲ့ကုန်တင်လေစိတ်တွေကလည်းအများပြားတင်ပို့ပါရီရောက်လာတာနဲ့အိန္ဒိယနာအိုဟိုင်ရိုပစ်ဇဗေးနီးယားနယူးယောက်နဲ့အရှိတ်ကမ်းရိုးတန်တွေကိုအသေးစားလေးတွေခွဲပို့ပါရီမတ်သွေးနဲ့ဖန်တနိုင်းတွေစုပုံပြီးနိုင်ငံအနှံ့ပို့တဲ့နေရာဖြစ်လာပါရီဖန်တနိုင်းတွေဟာအရန်ကိုအစမ်းထပ်ပြီး2မီလီဂရမ်ပမာဏကလူနှလုံးကိုရပ်တန့်စေနိုင်ပါရီ နှစ်စဉ်လူပေါင်းတသိန်းကျော်ဆေးလိုမီသေဆုံးရ80ခန်းနှုန်းနီးပါးဟာဖန်တနိုင်းနဲ့ပတ်သက်နေပါတယ်။ Ohio မှာဆိုရင်လည်းရင်းခွဲယုံတွေနေရမှာလောက်ပါဘူး။ Indiana နဲ့ Pennsylvania ကအထက်တန်းကျောင်းတွေမှာမိသက်ဆေးဘူးဘေးမှာနာတခံဆေးတွေကိုပါထားရပါတယ်။ဓာတုပစ္စည်းတွေကတရုတ်နဲ့အိန္ဒိယကနေစက်မှုတုံအရေးဖြောပစ္စည်းအမြင့်နဲ့လာပြီးမက္ကဆီကိုကတခွဲကန်နေစီကိုပို့ပါတယ်။တကောကန်တစ်ခုကတပတ်အတွင်းသေစေနိုင်တဲ့စီးပမာဏတန်ပေါင်းများစွာကိုထုတ်လုပ်နိုင်ပါ ರೀ ။ပြည်စည်းတဲ့ပစ္စည်းကိုမြောက်ဖက်ကိုခိုးသွင်းပါ ರೀ လေယာတုံးကတွေကုန်တီကိုဒိန်နာတွေနဲ့တခါတလေရွှေပြောင်းနေသူတွေနဲ့ရောပြီးဖွက်လာတာပါဒီအင်အားကငွေကြေးကနေလဲလာတာပါချီကာဂိုနဲ့မိုင်ယာမီမှာစုဆောင်းထားတဲ့ငွေတွေကိုအမေရိကန်ကုမ္ပဏီတွေကတဆင့်ပို့ပါရီပြီးတော့ပြည်ပကလေဝက်ငွေကြေးလဲလဲရေးဌာနတွေစီပို့ပါရီအဒီကနေငွေမဲတွေကိုတန့်စင်ပြီးအိမ်ချမ်းမြေကုန်တင်ကားလုပ်ငန်း night club ကားရောင်းဝယ်ရေးနိုင်ငံရေးလှူဒန်းမှုလိုမျိုးတရားဝင်ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်ပြောင်းဝင်လာတာပါ ဒါဟာရိုးရိုးရာဇဝဲမှုမဟုတ်တော့ပါဘူး။အမေရိကန်တွေရဲ့အသက်တွေပေါ်မှာတိစောက်ထားတဲ့အရေးမဲစီးပွားရေးဖြစ်ပါတယ်။ထောက်လိုင်းရေးလုပ်ငန်းကလာပေါင်းများစွာကြာခဲ့ပါတယ်။ DEA ရဲ့ရုံးချုပ်ကပို့ဆောင်ရေးတွေကိုတိတ်ဆိတ်စွာတေချာစီစစ်ခဲ့ပါတယ်။ကာတာရီဟာမြို့ပေါင်း20ကျော်မှာဖြစ်စည်းဖွက်တဲ့အိမ်အမေရိကန်ကုမ္ပဏီငွေခိုးထုတ်တဲ့ပုံလန်ဒန်နဲ့ဖက်ဒရိုင်းဆေးပြားတွေအတွက်ပုံစံတူစီစဉ်ထားတာတွေတွေ့ခဲ့ရပါတယ်။ 2025ခုနှစ်နောက်ပိုင်းရောက်တော့အချက်အလက်တွေကအစီအစဉ်ပုံစံကျမ်းဖြစ်လာပါတယ်။ပြည်ထောင်စုအေဂျင့်တွေကအရင်ကတခါမှမကြိုးစားဘူးတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့တိုက်ခိုက်ဖို့စီစဉ်ခဲ့ပြီးလှိုင်းလုံးကြီးလိုနာမည်ပေးခဲ့ပါတယ်။ပထမအဆင့်ကအော်တိုဘားလ15ရက်မနက်6နာရီမှာစတင်ပါတယ်။ Arizona ပြည်နယ် Phoenix မြို့ပေါ်မှာရဲအရင်တွေပြန်ဝဲသွားခဲ့တာပါ။တကားပြက်ဆက်တွေကကားကိုတောင်တကားတွေကိုဖြိုခွဲခဲ့ပါတယ်။မိခိုးပုံးတွေပောက်ကွဲခဲ့ပါတယ်။အနေရဝစ်ဆောင်တဲ့အဖွဲတွေဟာစေးပြားစိတ်ယုံလို့အတုံးပြူနေတဲ့အိမ်တွေကိုဝင်စီပါတယ်။ ဒီအိမ်တွေကတည်စေနိုင်တဲ့ဖက်ဒနိုက်ပါဝင်တဲ့အတုရောင်အောက်ဆီဒရုန်းဆေးပြတန်းတဲ့ချီဖိနှိပ်ထုတ်လုပ်နေကြတာပါတပတ်အတွင်းစစ်နယ်လိုအားနဲ့ဆက်ဆက်သူတန်တရားရှိသူ2500ဖမ်းဆီးခံခဲ့ရပါတယ်အေဂျင့်တွေကဒေါ်လာ85သန်းဆေးပြဖိဆက်မျိုးစုံလျှဝတ်မှတ်တမ်းစာအုပ်တွေနဲ့စက်မှုတုံဓာတုပေဒါပစ္စည်းစီကြီးတွေကိုတင်စေခဲ့ပါတယ်ဒုတိယအဆင့်ကသုံးပတ်ကြာပြီးတဲ့နောက်မှာလာတာပါဒီအဆင့်ကအကြမ်းဖက်မှုနဲ့နယ်မြေချဲ့ထွင်တဲ့ CJNG ကိုပြစ်မှတ်ထားတာပါ အစိမ့်မြေပြင်ကပို့ကျလာခဲ့ပါတယ်။ Long Beach စိတ်ကမ်းမှာကုန်တင်ကရိန်းတွေရှင်းသွားပါတယ်။ Federal အဖွဲ့တွေကတန်ရှင်းပစ္စည်းလိုစာတန်းတက်ထားတဲ့ကွန်တိုင်နာသင်္ဘောတွေကိုဝင်စီးပါတယ်။နေရအတူတွေရဲ့နောက်ကွယ်မှာ Fortnite အတွက်ဓာတုဗေဒကုန်ကြမ်းကီလိုဂရမ်ထောင်ပေါင်းများစွာတွေ့ခဲ့ရပါတယ်။မိုင်ယာမီမှာအမေရိကန်အိမ်ချမ်းမြေကုမ္ပဏီတွေနဲ့ချိတ်ထားတဲ့ရေနာကပိုင်ဆိုင်မှုတွေကိုစီးနင်းခဲ့ပါပြီ။ငွေမဲကိုတန်စင်ပြီး cryptocurrency နဲ့ဝယ်ထားတဲ့အိမ်ကွန်ဒိုနဲ့ဈေးဝယ်စံတာတွေကိုသိမ်းဆည်းခဲ့ပါပြီ။ဟူစတန်မှာတော့အဝေးပြေးလမ်းမကြီးပေါ်ကကုန်တင်ကားကြီးတွေကိုတားဆီးခဲ့ပါပြီ ဆက်လက်ရွယ်နဲ့ကျက်သွင်းတဲ့တတာတွေအောက်မှာ culture အဖွဲ့ဝင်တွေအတွက်ရည်ရွယ်ထားတဲ့စစ်ဘက်အဆင့်လက်နက်တွေကိုတွေ့ခဲ့ရပါတယ်။ဒါကမွေးစေဝါလုပ်ငန်းတွေမဟုတ်တော့ပဲစစ်ပွဲအတွက်ထောက်ပံ့ရင်ခွင့်ဆက်လို့ဖြစ်နေခဲ့တာပါ။လိုင်းလုံးကြီးစစ်စင်ရဲ့အတိုင်းတာအပြည့်စုံကိုပြည်ထောင်စုနယ်မြေဌာန22ခုမှာမြင်တွေ့ခဲ့ရပါတယ်။ Boston CJNG အဖွဲ့ဝင်85ဦးဖမ်းမိပါတယ်။ Kansas City မှာဖြန့်ဖြူးသူ40ဦးဖမ်းမိပါတယ်။ New Jersey နဲ့ Maryland မှာအရှိတ်ကံယူတန်းကမွေးစေဝါပိုက်လိုင်းတွေလည်းပြိုလဲသွားပါတယ်။ ဘယ်နေရာမှမလုံခြုံတဲ့နေရာပုံလို့ရတဲ့ထောင်ကျိုးဆိုတာမရှိခဲ့ပါဘူးဖုံမုတ်တွေငိမ့်သွားတဲ့အခါကိန်းကနန်းတွေကလည်းရှင်ပါတယ်ဗန်းစီမှု9000ကျော်မွေးစေဝါလန်ဒန်နဲ့ပိုင်ဆိုင်မှုစုစုပေါင်းဒေါ်လာတန်း200ကျော်သိမ်းဆည်းရမိပါတယ်ကိုကေအေးဆန်နာဒါရီစံမောင်းများစွာကိုဖျက်သိမ်းခဲ့ရပါတယ်ခါတထောက်ပံ့ရင်လမ်းကြောင်းမျိုးစုံဖျက်တောက်ခံခဲ့ရပါတယ်ဒါပေမဲ့တိတ်ဆိတ်တဲ့အမှတ်တရတစ်ခုတော့ရှိနေပါတယ်နောက်တစ်ချိန်စစ်ပွဲကလမ်းမပေါ်မှာမဟုတ်တော့တဲ့စနစ်အတွင်းမှာဖြစ်ပါလိမ့်မယ်စစ်ပွဲကခတ်တရီကိုကာကွယ်ပေးနေတဲ့အဂရီလိုက်စားမှုတွေကိုလည်းတိုက်ရမှာဖြစ်ပါတယ် ။တရင်ကောင်းစွန်တွေကအောင်မြင်မှုတွေကိုပြသနေချိန်မှာတခြားတိုက်ပွဲတစ်ခုကတိုက်စိုက်ဖြစ်နေခဲ့တာပါ။ဘန်စရင်ငွေလွှဲပြမှုအမေရိကန်ကုမ္ပဏီတွေနဲ့ပြည်ပကလှည့်ဝက်ငွေစည်းရုံးတွေမှာပါတိုက်ခိုက်နေတာပါ။ဒါဟာတနက်တန်မှာပါတဲ့စစ်ပွဲပါ။ကာတာတွေဟာအမေရိကန်ရဲ့တရားစီရင်စနစ်ကိုထိခိုက်စေခဲ့ပါတယ်။ငွေလန်းချောင်းကအရန်တိကျပြီးအသေးစိတ်ပါတယ်။ချီကာဂိုနဲ့ဟူစတန်ကလမ်းမေးမှုရဲ့ဆေးဝါးရောင်းဝယ်မှုကနေစူးစောင်းရရှိတဲ့ငွေတွေကိုမိုင်ယာမီကစည်ရင်ခန့်ကုမ္ပဏီတွေကတဆင့်ပို့ပါတယ်။ အတိုင်းမင်ခံကြီးကုန်တင်ကငွေတောင်းခံလောတာမဟုတ်တန်ရှင်စာချုပ်တွေလိုမျိုးအယောင်ဆောင်ထားပါရယ်အဲဒီကနေငွေတွေကိုပြပကခရစ်ပတိုလဲလှယ်ဌာနအလွှာလိုက်ကနေပို့ပြီး digital လှည့်ဝတ်မှုနဲ့တန်းစင်ပါရယ်နောက်ဆုံးမှာတရားဝင်ငွေအရင်းအဖြစ်အမေရိကန်ကိုပြန်ရောက်လာတာပါတခါတန်းစင်ပြီးတဲ့နောက်မှာဒီငွေတွေဟာဒေတာတွင်အိမ်ချမ်းပြီးအယောင်ဝယ်တမ်မိုကြီးကုန်ပစ္စည်းတင်သွင်းမှုနိုင်ငံရေးနဲ့တရားဥပဒေစိုးမိုးရေးလမ်းကြောင်းတွေကိုစီးဝင်လာပါရယ်လက်ပေးတာက site ထဲကပတ်စံပုံစံမဟုတ်တော့ပါဘူးမျိုးတော်စာချုပ်တွေရွေးကောက်ပွဲလှူဒါန်းမှုတွေ ပိုင်းဆိုင်မှုအယောင်းဝယ်တွေနဲ့ပုံစံတွေနဲ့ပေါ်လာတာပါ။ဒါကစနစ်တစ်ခုလုံးကိုထိန်းချုပ်ဖို့အတွက်သုံးတဲ့ပုံမှုခင့်မိတဲ့နီလာမှာဖက်ဒရယ်ရှင်းတွေကကာတာရဲ့လက်နက်တွေကိုငွေကြေးထောက်ပံ့တဲ့စည်ရင်းတွေနဲ့ဒေသခံကန်ထရိုက်တာတွေမျိုးနယ်ကောင်စီအလူရှင်တွေနဲ့ရဲဌာနကိုပစ္စည်းထောက်ပံ့သူတွေကိုပြီးတဲ့ငွေစည်ရင်းတွေဟာအတူတူပဲဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ Apexo မှာဆိုရင်လည်းအကောက်ခွန်နဲ့နေဆက်ကာကွယ်အရာရှိတယောက်ဟာ သူ့ရဲ့ယာရုတစိုက်ကိုဒိုင်းအဖြစ်အသုံးပြုပြီးမွေးစင်းနဲ့တရားမဝင်ရွှေပြောင်းနေထိုင်သူတွေပါလာတဲ့ကုန်တင်ကားတွေကိုနှစ်ပေါင်းများစွာဖျက်ဆီးခွင့်ပြုခဲ့လို့အမှုဖွင့်ခံထားပါတယ်။အရီဇိုနာမှာတော့ပြည်တွင်းရေစုံသန်းစစ်ဆေးမှုတစ်ခုအရာကြီးကြပ်ရေးမှုတွေကလောဘကိုင်းမတကူကကာတာရီငွေယူနေတဲ့ဆိုတဲ့သတိပေးချက်တွေကိုလစ်လူရှုခဲ့တာကိုတွေ့ခဲ့ရပါတယ်။သူတို့ကကာတာရဲ့အမေရိကန်ကုမ္ပဏီတွေနဲ့ချိတ်ဆက်နေတဲ့အလှူရှင်တွေကိုကာကွယ်ဖို့အတွက်ငွေစေဝါကုန်ကူးမှုအမှုတွေကိုပါလိန်လေပြောင်းလဲခဲ့ကြတာပါ။ ဒီလိုဖြစ်ရတဲ့အတိအကအကြောင်းရင်းကလည်းအဖွဲ့အစည်းတွေရဲ့စနစ်ချိုးရိမ်မှုပါ။နေဆက်လုံခြုံရေးအတွက်အရေးပေါ်ညွှန်ကြားချက်တွေထုတ်ပြီးတဲ့နောက်မှာပြည်တွင်းလုံခြုံရေးဌာနကတနှစ်အတွင်းအေဂျင့်ထောင်ပေါင်းများစွာကိုခန့်အပ်ခဲ့ပါတယ်။နောက်ခံစစ်ဆေးမှုတွေကိုတိုးတောင်းခဲ့ပြီးယာယီခွင့်ပြုချက်တွေကပုံမှန်ဖြစ်လာပါတယ်။ဒေသဆိုင်ရာဌာနတွေကအကြံဖတ်မှုနဲ့ PR တွေကိုရင်ဆိုင်နေရတဲ့အချိန်မှာကြီးကြပ်မှုအနှဲငယ်နဲ့ Federal ရမုံငွေတွေကိုလက်ခံခဲ့ပါတယ်။ဝန်ထမ်းတွေပတ်စံတွေစိတ်ဖိစီးမှုတွေတာဝန်ခံမှုနှဲပါမှုတွေဖြစ်ခဲ့ပါတယ်။ 2024ခုနှစ်ကစပြီးခရိုင်ရှိနေတွေကနေဆက်အေဂျင့်အကြီးကြီးတွေအထိအရာရှိဒါဇင်နဲ့ချီကာထာနဲ့ဆက်ဆက်တဲ့ရာဇဝတ်မှုတွေကိုတရားစွဲခဲ့ပါတယ်။ကာထာတွေကလည်းပြောင်းလဲခဲ့ကြပါတယ်။သူတို့တအူးချင်းစီကိုလက်မထိုးတော့ပဲအုတ်ချုပ်ရရန်နေရာကြီးတစ်ခုလုံးကိုပတ်ဆံသွင်းခဲ့တာပါ။ DEA နဲ့ပင်ဒဂွန်အတွက်မိခွန်းတွေကပြောင်းလဲသွားခဲ့ပါတယ်။စစ်ပွဲကကာထာတွေကိုဘယ်လိုရပ်တန့်မလဲဆိုတဲ့မိခွန်းတသက်မဟုတ်တော့ပါဘူး။မိခွန်းအစ်စ်ကကာကွယ်ဒိုင်းကြီးအတွင်းကနေအကြောင်းတွေပေါ်လာတဲ့အခါဒိုင်းကိုဘယ်လိုကဲတင်ရမလဲဆိုတာပါ။ ချိန်ရှားမှုကတကယ်လက်တွေ့ဖြစ်ပြီးစနစ်အတွင်းမှာရှိနေတာပါဒီအတိုင်းအတာကြီးကမူဝါဒကို ပြောင်းလဲဖို့လိုအပ်စေပါတယ်အစိုးရကစနလူအားနဲ့ CJNG Cutter ကိုနိုင်ငံခြားအကြံဖတ်အဖွဲ့အစည်းများအဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်ဒီအချက်ကအရာအလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်အမိန့်ချမှတ်ပြီးမကြာမီမှာပဲပင်တကုံဟာ DEA နဲ့ပြည်တွင်းလုံခြုံရေးတို့နဲ့အတူစစ်ဆင်ရေးတွေလှုပ်ဆောင်ဖို့အခွင့်အာဏာအသက်တွေရရှိခဲ့ပါတယ် ကာကွယ်ရေးဝန်ကြီး PDH ကဒါကိုအစိုးရတရက်လုံးရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးလို့ခေါ်ခဲ့ပါတယ်။ကာတာရီကိုပေးတဲ့သတင်းစကားကလည်းရှင်းပါတယ်။မင်းတို့ကတပုံလိုပြုမှုရင်ငါတို့ကမင်းတို့ကိုတပုံလိုဆက်ဆံမယ်ဆိုတာပါ။မင်းတို့ကိုရှာမယ်၊ကွန်ရက်တွေကိုပုံဆွဲမယ်၊လိုင်းလံဖမ်းဆီးပြီးဖျက်ဆီးမယ်လို့ပြောခဲ့ပါတယ်။အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်ကဥပဒေစိုးမိုးရေးအတွက်ထောက်လှမ်းရေးစောင့်ကြည့်ရေးနဲ့ကန့်သက်ထားတဲ့စစ်ပရေးဆိုင်ရာအထောက်ပံ့တွေကိုပထမဆုံးအကြိမ်ပေးနိုင်ခဲ့ပါတယ်။ဘိုးရေးစေဝါဖန်းစည်းရေးဟာရိုးရိုးရဲလုပ်ငန်းမဟုတ်တော့ပဲစစ်ပွဲအစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ရွေးချက်ကလူတအူးချင်းကိုဖမ်းဆီးဖို့ကနေပြည်တွင်းကိုကာကွယ်ဖို့ကာတာရီကိုအနိုင်ယူဖျက်ဆီးဖို့ပြောင်းလဲသွားခဲ့ပါတယ်။ဒါကအမေရိကန်ပြည်နယ်22ခုနဲ့နိုင်ငံခြားဒေသ9ခုတို့မှာတပြိုင်နက်တိုက်ခိုက်မှုတွေလှုံ့ဆော်ဝင်ရခဲ့ပြီးလှိုင်းလုံးကြီးစစ်ဆင်ရေးလို့လည်းသိကြပါတယ်။အမေရိကန်ရဲ့ကာတာစစ်ပွဲဟာတရားဝင်အကြမ်းဖက်မှုတံပြိုင်မှုဝါဒဖြစ်လာခဲ့ပြီးဒီကမ္ဘာလုံးဆိုင်ရာပြစ်မှတ်စရင်းကလည်းအစမတန်တိုးလာခဲ့ပါတယ်။ လူ9000ဖမ်းဆီးခဲ့ပေမဲ့စိန်ခေါ်မှုတွေကလည်းကျန်နေသေးပါတယ်။ဒီအောင်ပွဲကအဖွဲ့အစည်းတွေရဲ့ပင်ပန်းလွှမ်းနေမှုကိုဖော်ထုတ်ပြသလိုက်တာပါ။စနေကြီးကဖိစီးမှုများလွန်နေပြီးအားနည်းချက်တွေကိုအခွင့်ကောင်းယူတိုက်ခိုက်နေတဲ့ရန်သူအတွက်လွယ်ကူတဲ့ပြစ်မှတ်ဖြစ်နေပါတယ်။နေစဉ်အမေရိကန်150ကျော်ဟာဖန်တလိုင်းနဲ့ဓာတုဗေဒဘိန်းမြူတွေကြောင့်ဒိဆုံနေစေပါ။ကုန်ပစ္စည်းကဈေးသက်သာပြီးထုတ်ရလွယ်တာကြောင့်အဆက်မပြတ်ထောက်ပံ့မှုတွေရှိနေပါတယ်။ ငွေကြေးစစ်ပွဲကတတိဆိတ်ဆက်ရှိနေပြီးခက်ထက်တွေကခရစ်တိုငွေကြေးရဲ့အရေးမဲ့လုပ်ငန်းတွေနဲ့ဆက်ဆက်နေတာကြောင့်လှည့်မြန်စွာပြန်လည်ထူထောင်နိုင်ပါတယ်။အနေရရှိဆုံးချိန်ချမှုကပြည်တွင်းအခရီးလိုက်စားမှုပါ။အဖမ်းခံရသူ9000နဲ့ဥပဒေစိုးမိုးရေးအရာရှိဒါဇင်နဲ့ချီတရားစွဲခံရပြီးတဲ့နောက်ယာတုတိဆိတ်တွေအပေါ်ယုံကြည်မှုဟာပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။အဆုံးစွန်သောမေကုံးကတော့နိုင်ငံကိုကာကွယ်ဖို့ကျန်းသစ္စာချိန်ဆထားတဲ့ agency တွေရဲ့အတွင်းထဲမှာစိတ်မြေပြင်ဖြစ်နေတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာပါ တရားမျှတမှုနဲ့ရှင်သန်ရက်တီကြီးကရောထွေးလာတဲ့အခါဘသူကပြည်သူကိုကာကွယ်မလဲဆိုတာပါလိုင်လုံးကြီးစစ်စစ်ကြီးကတမိုင်းဝင်ခဲ့ပြီပင်အစားပိုင်းမျှတာဖြစ်ပါတယ်ဒါကအမေရိကန်တွေချိန်ချောက်ခံရတဲ့အခါနောက်မဆုတ်ဘူးဆိုတာကိုသတိပေးလိုက်တာပါကာတာရီကအမှောင်ထဲမှာလဲပတ်နိုင်တယ်လူအဖွဲ့အစည်းတွေကိုအစိတ်ခတ်ပြီးအဖွဲ့အစည်းတွေကိုဖျက်ဆီးနိုင်တယ်လို့ယုံကြည်ခဲ့ကြတာပါသူတို့ဟာငွေကြေးအကြမ်းဖက်မှုလှည့်စားမှုနဲ့အာဏာကုန်ရက်တွေကိုတိစောက်ခဲ့ပါတယ်တစ်ချိန်လုံးကသူတို့ကိုဘသူမှရက်တက်နိုင်မှာမဟုတ်ဘူးလို့ကဘာကယုံကြည်ခဲ့ကြတာပါဒီစစ်စစ်ကြီးကမဟုတ်ဘူးဆိုတာကိုလည်းတတိပြခဲ့ပါတယ် အန်ဒီရယ်ကိုယင်ဆိုင်တဲ့အခါအမေရိကန်ဟာစီးလုံးနိုင်တယ်ဆိုတာပြသခဲ့ပါတယ်။ရှာဒူးတစိ့ဝစ်စင်ထားတဲ့အမျိုးသားအမျိုးသမီးအများပြားဟာဂုံတိတ်ခါရှိနေစေဆိုတာပြသခဲ့ပါတယ်။ဖက်ဒရယ်အေဂျင့်တွေလေးလာတုံးသက်သူတွေရှေ့နေတွေစစ်သားတွေနဲ့ထောက်လှမ်းအရာရှိတွေကရည်ရွယ်ချက်တစ်ခုတည်းနဲ့လှုပ်ဆောင်တဲ့အခါမြေကြီးလှုပ်ခါသွားတယ်ဆိုတာကိုပြသခဲ့တာပါ။ဒီစစ်စင်ကြီးဟာဖန်စီယုံတသက်မဟုတ်ပါဘူး။နိုင်ငံရဲ့ဂုံတိတ်ခါကိုပြန်လဲရယူတာဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါရစေ။